ဒီစတုထမြလွယ်လို့ထင်ပြီးတော့ထင်ရပြီးတော့ခတ်တဲ့အကွက်လေးပေါ့နော်ကျမဒီလွယ်တဲ့အကွက်လေးတွေကိုဒီဘယ်လိုပြောမလဲကိုဘက်ကနေပြီးတော့လေဟိုရှော့မတွက်စေချင်ဘူးနော်တကယ်တကယ်တမ်းကျတော့တချို့ အရန်ကြီးကွေးနေကောက်နေထောင်နေမှကျွန်တော်တို့ယောဂ post တွေဒီထိရောက်မှုရှိတာမဟုတ်ဘူးလွယ်တဲ့ကွက်အအကွက်ကလေးတွေမှာထိထိရောက်နေကြွက်သားလေးတွေကိုထိမ့်ချုပ်ပြီးတော့အညှစ်အားလေးတွေအသုံးပြုပြီးတော့ engage လုပ်ပြီးဟိုးနိုင်နေဆိုလို့ရှိရင်သူဒီ level တစ်ဖြည်းဖြည်း up လာလိမ့်မှာပေါ့နော်အဲ့ကြွက်သားလေးအားကောင်းလာတဲ့အမျှအဲ့ကြွက်သားလေးတွေစန့်ထွက်အားတွေကောင်းလာတဲ့အမျှပို့ပြီးတော့တိုးတက်မှုရှိလာမှာဖြစ်တယ်အဲ့တော့ဒီကွက်လေးကတော့ကျွန်တော်တို့ one bite ကြွက်သားကိုလည်းကောင်းမွန်စေသလိုပြီးရဲ့အခါမှာကျွန်တော်တို့ဒီပေါင်ကြွက်သားလေးတွေကိုလည်းကောင်းမွန်စေသလိုကြောရိုးမကြီးကိုလည်းပဲပါဆို ရှင် support ပေးထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ तू ဘာလို့ရမှာလဲဆိုလို့ရှင်6ကိုဆန့်ရမှာပုံမြောက်ရမယ် okay 6တက်ဆန့်အဲ့နေရာမှာဒီ byte ကြွတာအရန်အားနေသူဆိုတုံတာလိမ့်မယ်ခုနအကွက်လိုပဲလွယ်လို့ထင်ရဒါပေမဲ့ဒီနေရာမှာတချို့ဆိုဒီလိုအလွတ်တောင်မှမထိန်းနိုင်ဘူးနန်းရန်အသုံးပြုပြီးထိန်းရမယ် သူ့ရှေ့မှာနန်ရန်ရှိရနန်ရန်လေးကိုချစ်ဖနောင့်လေးထိထားတဲ့အတွက်ကြောင့်မလို့သူဒီအထင်းသဘောမျိုးဖြစ်ပြီးတော့သူ့ကြက်ကြာဟိုးနိုင်သူဆိုရင်တော့ဒါကအားနည်းနည်းရှိရသူမလို့သူဒါလောက်ဟိုးနိုင်တာတချို့ဆိုဒူးကောင်းကမဆက်နိုင်တကောက်ကွေးကြောတင်တယ်အဲ့တော့ဒီမှာဆိုသူတော်တော်တုံနေပြီနော်တော်တော်တုံနေကြွက်သားရဟိုးထားရတယ်အဲ့တော့သူဘာလုပ်ရမှာလဲဆိုလို့ရှိရင်ခုနကဒန်ဒါစနာတော့ဟာလို့ပဲခြေောက်လေးကိုကျမသူ့ဘက်သူ့ကသူ့ဘက်ကိုကော့ရများများကော့ရကော့တဲ့အချိန်မှာသူကဒီချစ်ဖနောင့်ကဘာလို့လုပ်ရမှာလဲဆိုရင်ချစ်ဖနောင့်ကနန်ရန်ကိုကန်နေတဲ့ပုံစံမျိုး အားဆိုင်တဲ့အားဒီနန်ရန်ကိုဒီခြေဖနောက်ကံမယ်ခြေချောင်းလေးကကိုယ့်ဘက်ကိုများများဆိုက်ရယ်ခြေချောင်းလေးကကိုယ့်ဘက်ကိုလာမယ်အဲ့ဒီညမှာဘိုက်ကိုညှစ်ထားမယ်ဒီအောက်မှာခါမကော့သွားရအောင်ဒီအောက်မှာခါကော့သွားပြီဆိုတော့တေးကြပြီ तू ခါနာလိမ့်မယ်အဲ့တော့ခါလုံးဝမကော့ရအောင်ဘိုက်ညှစ်ရမယ်ဒီမှာ तू တက်ကြဟိုးနိုင်မို့10မိနစ်လောက်ဟိုးနိုင်မို့ဆိုတော့တော်တော်အားထုတ်ရမယ်ရှောက်လေးနည်းနည်းကိုယ့်ဘက်ကိုထက်ခေါ်မယ်ဘိုက်ညှစ်မယ်အောက်မှာခါမကော့ပါစေနဲ့ဒါကျမတို့ထိန်းထားပေးတဲ့အတွက်ကြောင့်မို့ तू ကန်ထိုင်နိုင်တယ် တို့လားတို့ထိန်းနိုင်တဲ့သူကြကြထိန်းနိုင်တယ်တကယ်လို့ဒီလိုမျိုးအလွတ်မရတဲ့သူဆိုလို့ရှိရင်ကျမတို့ဒါဒီ lock up the wall လို့ခေါ်တယ်ဒီချောက်ကိုအပေါ်ကို app လုပ်ပြီးတော့နန်းရံမှာထိန်းတဲ့အနေအထားမျိုးလည်းထိန်းလို့ရတယ်နော်ဒီဘက်ကိုအဓိကအောက်ကိုမစင်းလာနဲ့ဒီဘက်ကိုပဲပြန်သွားမယ်ပိုင်းညှင်းမယ်ဒီနေရာမှာ master အလုပ်လုပ်မယ်ဒီနေရာမှာ master အလုပ်လုပ်မယ်ပြီးရဲ့ဒီတကောက်ကွေးကြောလေးတွေကို shop okay ကျေးဇူးပါအဲ့ဆိုရင်နောက်ထပ်ဗီဒီယိုလေးနောက်ဆုံးတစ်ခုကဘာများဖြစ်မလဲဆိုတာစောင့်ကြည့်ပေးဦးเนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်